ခေါ်ဝေပြုံငမှုတွေယဉ်ကျေးသိမ်မွေ့မှုတွေကိုတနေရာထဲမြင်တွေ့နိုင်သောနေရာဖြစ်ပါတယ်။ Fidelity ကကျွန်တော်တို့ hotel တစ်လုံးမှာ check-in ဝင်ရောမလောက်တဲ့မှာဟုတ်ပါဘူး။ဒီအပန်းဖြေ hotel တွေ၊စင်ကန် hotel တွေကနေပြီးတော့တညတာ airport တို့ကိုအမွှေးရဆွေကိုစောဖို့မှာစီစဉ်ထားပြီးတော့မနေ့မိုးလင်းနှုတ်ထလာတာနဲ့ကျွန်တော်တို့စားတောက်ပွဲများကိုနှစ်ချိုင်းစွာသုံးဆောင်နိုင်ရန်စီစဉ်ထားသောစားပွဲလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တဲခုသူတွေရဲ့ဒုတိယအိမ်ဆိုလို့ဆိုရင်လည်းမမပါဘူး Hospitality ရဲ့ခေါင်းဆောင်အောက်မှာကျွန်တော်တို့ဒီ hotel တွေအပြင်ကိုတခြားသော hostel တွေ hostel တွေလည်းပါဝင်သက်ဆိုင်ပါတယ်ကျွန်တော်တို့ဒီ hostel တွေရဲ့အသာချက်ကတော့ဘာကြောင့်ကိုချွေတာတဲ့ခီးသွားလာတွေအဖို့တင့်တော်ပြီးတော့တခြားအသာချက်တွေကလည်းစုပါသေးတယ်အမှားအဖြစ်ကျွန်တော်တို့ဒီ hostel တွေက sharing camp ဖြစ်တော့တချို့မို့လို့တခြားသောနိုင်ငံကတကယ်ချင်းများနဲ့လည်းရင်းနှီးခွင့်အခင်မခွင့်ရနိုင်သောအခွင့်အလမ်းတစ်ခုရှိပါသေးတယ်။ အာဟိုတယ်လို့ဆိုလိုက်တာနဲ့ကျွန်တော်တို့ဒီကုန်းမေပုံမှာပဲရှိနေခြင်းမဟုတ်ပါဘူးကျွန်တော်တို့ဒီသမုတ်တရားရင်ပြင်ကြီးပုံမှာလွတ်မြောနေသောဒီလူမျိုး cruise ship တွေပုံမှာလည်းကျွန်တော်တို့ဒီဇေခန်ဟိုတယ်ကြီးတွေလည်းရှိပါသေးတယ်ကျွန်တော်တို့ကုန်းမေပုံမှာရှိနေသောဟိုတယ်တွေရဲ့စားပွဲနေတူကျွန်တော်တို့ဒီသင်္ဘောကြီးတွေပုံမှာလည်းအကုန်လုံးပြနိုင်ပါတယ်သမုတ်တရားရင်ပြင်ကြီးရဲ့လှိုင်းခုတ်လေးမျိုးကိုခန်းစားပြီးတော့အပန်းဖြစ်ရှိသူများဖို့လည်းရွေးချယ်ဖို့တင့်တော်တစ်ခုဖြစ်ပါတယ် ဟိုတယ်ရင်းနဲ့အဆင်တွဲပြီးပေါ်ဝင်လာတဲ့ခန္ဓာတစ်ခုကတော့ကျွန်တော်တို့ဒီ restaurant တွေပါ restaurant ဆိုတာကလည်းကျွန်တော်တို့ဒီဟိုတယ်လုပ်ငန်းကြီးမှာမရှိမဖြစ်ငုံဆောင်မှုလုပ်ငန်းတရတစ်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ bar တွေ spa တွေဆိုတာကလည်းနောက်ပိုင်းမှာကျွန်တော်တို့ဒီ industry တစ်ခုထဲမှာအရေးပါလာသောအခန်းကဏ္ဍကနေပြီးတော့ပေါ်ဝင်ပတ်သက်လာပါတယ်